မန်ယူသင်းဟာနီးပြအမော်ရင်ကိုယာရုကနေထုတ်ပေးခဲ့မယ်ဆိုရင်သူ့ညမှာအစားထိုးဖို့ဂလတ်စနာဟာဇီလာနဲ့အီရာအိုလာတို့ကိုပြတ်မှတ်ထားပွဲရှိတယ်လို့သက်ဆန်းသတင်းစာကဖော်ပြခဲ့ပါတယ်။စနေနေ့ကဘရန်ဖို့အသင်းကိုရှုံးနိမ့်ခဲ့တာဟာမန်ယူနီးပြအဖြစ်အမော်ရင်ကင်တွယ်ခဲ့တဲ့33ပွဲမှာ18ပွဲမြောက်ပရီးမီးယားလိရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။မန်ယူသင်းဟာဒီယာတီလိ6ပွဲမှာလည်း3ပွဲရှုံးထားပါတယ်။ နီးပြောင်မော်ရင်ကိုမန်ယူသင်းကဆက်လက်ထောက်ခံနေပေမဲ့အသင်းရဲ့စိုးရိမ်ပွဲရာခြေစွမ်းကြောင့်ဖြစ်နိုင်ခြေရှိတဲ့အစားထိုးနီးပြတွေကိုစောင့်ကြည့်နေတယ်လို့သိရပါဗျ။မန်ယူအသင်းအတွင်းတည်င်းအရင်းမြစ်တွေကလက်ရှိမှာအမော်ရီနီယာမှာဆက်ခံမဲ့သူကိုကြိုတင်ရွေးချယ်ထားတာမျိုးမရှိသေးဘူးလို့အခိုင်အမာဆိုနေကြပေမဲ့နီးပြရာတို့နဲ့ပတ်သက်တဲ့ကောလာဟာလာတည်င်းတွေကိုတော့လက်ခံထားပါဗျ။ မန်ယူသင်းဟာပြီးခဲ့တဲ့နေရာဒီမှာပရီးမီးယားလိတွေ့ကြုံရှိတဲ့ကုညာနဲ့အမ်မူမိုရိုလိုကစားသမားတွေကိုခေါ်ယူခဲ့တာကြောင့်နောက်လာမယ့်နီးပြားသစ်ရှာဖွေမှုမှာလည်းဒီမူကိုပဲကျင့်သုံးနိုင်ပွဲရှိပါတယ်။ဒါကြောင့်2009ခုနှစ်မှာမစ်တယ်ဘရော့တန်းစင်းခဲ့ရပြီးနောက်ကလပ်အသင်းကိုကင်တွယ်ခြင်းမရှိတော့တဲ့အင်္ဂလန်နီးပြားဟောင်းဆောက်ဂိတ်အနေနဲ့မန်ယူနီးပြားဖြစ်လာပွဲမရှိဘူးလို့လည်းသိရပါတယ်။ပယ်လစ်နီးပြဂလတ်စနာဟာပြီးခဲ့တဲ့ရာသီကအသင်းကို FA Plus ခိုးနိုင်အောင်ဥဆောင်ပေးခဲ့ပြီး ။စနေနေ့ကလည်းနိုင်ပွဲဆက်နေတဲ့ Liverpool ကို2ဂိုး2ဂိုးနဲ့အနိုင်ယူကပရီးမီးယားလီဂ်မှာရှုံးပွဲမရှိသေးတဲ့တသင်းတဲသောအသင်းဖြစ်နေပါတယ်။နီပြအီရာအိုလာကလည်းလွန်ခဲ့တဲ့နှစ်နှစ်ကဘုံမအုပ်အသင်းကိုတာဝန်ယူခဲ့ပြီးနောက်ပြီးခဲ့တဲ့ရာသီမှာအသင်းကိုအဆင့်6နေရာနဲ့ရာသီသိမ်းနိုင်အောင်ဆွမ်းဆောင်ခဲ့ပါတယ်။ဝိုင်ဆန်ဇာဘာနီနဲ့ကာဂတ်စတိုလိုကစားသမားတွေထွက်ခွာသွားတာတော့ဘုံမောက်ဟာအခုရာသီပရီးမီးယားလီဂ်မှာအဆင့်6နေရာမှာရပ်တည်နေပါဗျ နီးပြဟာစီလာကလည်းပြီးခဲ့တဲ့ရာသီအစမှာ Brighton နီးပြဟောင်းဒီစားပြီးနေရာအစားထိုးခန့်အပ်ခံခဲ့ရပြီး Brighton အသင်းကိုအဆင့်ရှိနေရာရရှိအောင်ဆန်းဆောင်ပေးခဲ့ပါတယ်။လက်ရှိမှာနီးပြအမော်ရင်ကိုမန်ယူသင်းကထောက်ခံထားနေပေမဲ့အပြောင်းလဲတွေဖြစ်လာမလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပါရဲ့ရှင်။